မင်္ဂလာပါရှင်ဘဝကျမ်းမာ10မိနစ်စာစီစဉ်မှာကြိုဆိုလိုက်ပါရစေ။ကျမရောခွန်ရှိရှိခွန်ဟက်ကဲကဒေါက်တာနန်ဖူးဤကျုံမှုဖြစ်ပါရစေ။ဒီနေ့မှာတော့ကျမ်းမာရေးခေါင်းစဉ်လေးတစ်ခုအနေနဲ့ပေါ့နော်ကိုဝန်ဆောင်ကာလနဲ့အဟာရဆိုတဲ့အကြောင်းရင်းလေးကိုပြောပြပေးသွားမှာဖြစ်ပါရစေရှင်။မေမေရောကိုဝန်ဆောင်ကာလတစ်လျှောက်လုံးပေါ့နော်။မေမေရောခလေးပါကျမ်းမာစီဖို့အတွက်မိခင်ကအဟာရပြည့်ဝအောင် စားသုံးပေးဖို့လိုအပ်ပါရစေ။မိခင်ကအဟာရပြည့်ဝအောင်စားသုံးပေးမှသာလျှင်ဘိုက်ထဲမှာရှိတဲ့သတိသားလေးကလိုအပ်တဲ့ခဏ ာကိုအလေးချိန်နဲ့ကျန်းမာတဲ့ခန္ဓာကိုယ်အလေးချိန်ကိုရရှိမှာဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်ကာလမှာပုံမှန်လိုအပ်တဲ့စွမ်းအင်ထက်ပေါ့နော်၂၀၀အနေ၃၀၀ကီလိုရီလောက်ပိုပြီးတော့လိုအပ်တဲ့တခြားဗိုက်တာမင်နဲ့မင်နရယ်တွေအစရှိတဲ့အာဟာရတွေလည်းပိုပြီးတော့လိုအပ်တယ်ပေါ့နော်။ကိုယ်ဝန်ဆောင်စဉ်ကာလမှာ အသားဓာတ်ပေါ့နော်ပရိုတင်းအပြည့်အဝရဖို့အတွက်အသားဓာတ်စားပေးရမယ်နိုးနဲ့နိုးထွက်ပစ္စည်းတွေစားပေးရမယ်ပေါ့နော်ကစီဓာတ်တွေလက်ဆက်တဲ့အသီးအနှံတွေဒါမျိုးလေးတွေပိုစားပေးဖို့လိုပါတယ်ကုန်ဆောင်စဉ်ကာလမှာမဖြစ်မနေလိုအပ်တဲ့ဗိုက်တာမင်ဓာတ်တွေကတော့ကယ်စီယမ်ဓာတ်ပေါ့နော် ပြီးဖိုလစ်အက်ဆစ်ဓာတ်အဲတန်ဓာတ်ဒါမျိုးလေးတွေလိုအပ်တဲ့ဗိုက်တာမင် A ဗိုက်တာမင် D DHA ပရိုတင်းဒီဓာတ်လေးတွေလည်းလိုအပ်ပါတယ်ရှင် ိုဝန်ဆောင်စဉ်ကာလမှာရှောင်ကျင်ရမယ့်အစားအသောက်တွေလည်းရှိတယ်ပေါ့နော်မဖြစ်မနေရှောင်ကျင်ရမှာတော့ဆက်လိတ်တောက်တာနဲ့အရက်တောက်တာကိုလုံးဝရှောင်ကျင်ပေးရမယ်အစားအသောက်ရွေးချယ်စားတောက်တဲ့အခါမှာအချိုကဲတဲ့အစားအသောက်တွေအငံများတာတွေစီကြော်စာတွေပြုပြင်ထားတဲ့ ready made food တွေပေါ့နော်ဒါမျိုးတွေကိုလည်းရှောင်ကျင်ပေးရမှာဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်